လာပါကလေးတို့ရေဒီချဲကတော့သိပ္ပံဒီချဲဒီချဲချမ်းပဲဖြစ်ပါတယ်ဒီချဲတို့သင်ခန်းစာလေးကိုပြန်စကြရအောင်เนาะအခန်းခုနှစ်လျှက်စစ်နှစ်တန်လိုက်မအပိုင်းနှစ်တန်လိုက်စကွင်းနှစ်တန်လိုက်အားအကြောင်းပဲဖြစ်ပါတယ် လူတို့အသုံးပြုတဲ့ကိရိယာတွေမှာတန်လိုက်ကိုနီးလိုက်မျိုးမျိုးနဲ့အသုံးပြုနေကြပါတယ်။တန်လိုက်ဖြစ်အရက်မျက်နာတွေကိုလည်းရှာဖွေနိုင်ပါတယ်။တန်လိုက်ဟာတန်ဒါမှမဟုတ်ရင်စတိပြုတ်လုထားတဲ့အရာဝတ္ထုတွေကိုလည်းဆွဲနိုင်ပါတယ်။တန်လိုက်ချောင်းတစ်ချောင်းမှာဆိုရင်မြောက်ဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံဆိုပြီးတော့ပါရှိပါတယ်။မျိုးတူဝင်ရိုးစုံနေရအချင်းချင်းတွန်းကန်ပြီးတော့မှမျိုးမတူတဲ့ဝင်ရိုးစုံနေရတော့အချင်းချင်းသူတို့ကဆွေးငင်ကြပါတယ်။တန်လိုက်အားဟာအကွာအဝေးအနတ်ထိ အများကြီးဝေးဝေးထိရောက်နိုင်တဲ့အခါမှာလေအလွန်ဝေးသွားလို့ရှိရင်တော့ तू ဟာအာရော့သွားပါမယ်။တန်ချောင်းတစ်ချောင်းကိုတန်လိုက်တစ်ခုရဲ့အစွန်းတစ်ဖက်နဲ့အချိန်ချင်းတကယ်လို့ပုတ်ဆွဲလိုက်လို့ရှိရင်အဲ့တန်လိုက်ချောင်းဟာတန်လိုက်အဖြစ်ပြုတ်လုံနိုင်ပါတယ်။လုပ်ငန်း1တန်လိုက်စကွင်းဆိုတာဘာပါလဲ အဲ့တော့ဒီချက်ကပုံလေးပြပေးထားတယ်။အဲပုံလေးကိုကြည့်ပေးပါ။အဲ့တော့တန်လိုက်ချောင်းတစ်ချောင်းပေါ်မှာစက်ကူတရက်ကိုတချို့လိုဖုံးအုပ်ပြီးရဲ့နောက်မှာစက်ကူပေါ်မှာတန်မုံအချို့ကို ဖြန့်ကျဲပါမယ်။ဖြစ်ပေါ်လာတဲ့ပုံလေးကိုတချို့လိုပုံပြန်လေးဆွဲပါ။အဲ့ဒီနောက်မှာတော့လက်တွေ့ဆန်းသက်ပြီးတော့မှဒီကြည့်ရှုလေ့လာပြီးတော့မှ တွေ့ရှိတဲ့ပုံကို သေးချာစွာကြည့်ပြီးတော့မှကိုယ်ယူရေးဆွဲပါ။ဟုတ်ပြီနော်။ကဲအားလေးကတအားတော့သမီးတို့လက်တွေ့လေးပြုလုပ်ပါမယ်။ တွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မိကုံးလေးတွေဖြေဆိုကြရအောင်၁တန်လိုက်ရဲ့ဘဲအပိုင်းမှာတန်မှုအများဆုံးတွေ့ရပါမလဲဟုတ်ပါတယ်တန်လိုက်ရဲ့ဝင်ရိုးဆုံးလေးတွေမှာဆိုလို့ရှိရင်တော့တန်မှုအများဆုံးတွေ့ရပါမယ်တန်လိုက်ပတ်လည်မှာတန်မုံစလေးတွေဟာတဲ့ဘလို့ပုံစံနေနဲ့တွေ့ရပါသလဲဘာကြောင့်အဲ့လိုပုံစံဖြစ်နေလဲလို့ထင်ပါသလဲဟုတ်ပြီတန်လိုက်ရဲ့ပတ်လည်မှာတန်မုံစလေးတွေဟာမြင်းကွေးပုံစံမြင်တွေ့ရမယ်ဘာကြောင့်လဲဆိုတော့ထိုနေရာမှာ တန်လိုက်အားလမ်းကြောင်းတွေတရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နံပါတ်3မြင်တွေ့ရတဲ့တန်ပုံတွေရဲ့ပုံစံအရာတန်လိုက်ဆက်ကွင်းရဲ့အထိပ္ပယ်လေးကိုပြောပြပေးပါ။အမေနံပါတ်3ရဲ့အဖြေလေးကတော့တန်လိုက်ပလင်မှာရှိတဲ့တန်လိုက်အားလမ်းကြောင်းများတရှိတဲ့နေရာကိုတန်လိုက်ဆက်ကွင်းလို့ခေါ်ပါတယ်။ဟုတ်ပြီလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးလေ့လာကြရအောင် တာလာရင်စွမ်းငင်အားဟာဘယ်အရာတွေကို ထွင်းဖောက်ဖြတ်တန်းနိုင်ပါသလဲကဲအဲ့တော့ပုံလေးကိုကြည့်ပေးပါပုံလေးပေးထားရနော်ကဲအဲ့တော့တန်လိုက်ဟာလေနဲ့ရေတို့ကိုဖြတ်တန်းစွမ်းငင်နိုင်ခြင်းရှိမရှိခံမှန်းမယ်ထို့နောက်ပုံကာကြီးမှာပြထားတဲ့အတိုင်းတာလန်ချောင်းတစ်ချောင်းကိုလက်ဖြစ်ကင်ပြီးတော့မှစက်ကူညက်ကလစ်ပေါ်မှာထားရှိကတွေ့ရှိချက်ကိုမှတ်သားပါမယ်နောက်တစ်ခုကတော့ပုံခါခွေးမှာတွေ့မြင်ရတဲ့ကဲတို့ရေထည့်ထားတဲ့ဖန်ခွက်အတွင်းတို့ ဆက်ကူညက်ကလေးအချို့ကိုတချို့တို့ထည့်ပါမယ်။ထို့နောက်တန်လန်ချောင်းတစ်ချောင်းကိုဖန်ကွက်ပေါ်တွင် ထားရှိကတွေ့ရှိချက်ကိုမှတ်သားပါမယ်။ကဲဟုတ်ပြီတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မိန်းကုံးလေးတွေဖြေဆိုကြရအောင်။နံပါတ်၁ပုံကာကြီးမှာဆိုရင်တန်လန်ချောင်းနဲ့ဆက်ကူညက်ကလေးကြားမှာဘယ်အရာရှိပါသလဲ။ဟုတ်ပါတယ်။အဲ့တော့တချို့တို့တွေကတန်လန်ချောင်းနဲ့ဆက်ကူညက်ကလေးတွေကြားမှာဆိုလို့ရှိရင်တော့ တချို့တော့လေနဲ့မြင်မြင်ရတဲ့အငွေလေးတွေရှိနိုင်ပါတယ်။နံပါတ်1တန်လိုက်ဟာစက်ကူညက်ကလစ်ကိုဆွဲငင်နိုင်ရင်ကလစ်နဲ့ထိကပ်ရန်လိုအပ်ပါသလား။အဖြေလေးကတော့တန်လိုက်ဟာစက်ကူညက်ကလစ်ကိုဆွဲငင်နိုင်ရင် ကလစ်နဲ့ထိရန်မလိုပါဘူး။နံပါတ်3ပုံခါခွေးမှာဆိုလို့ရှိရင်တော့စက်ကူညက်ကလစ်ထည့်ထားတဲ့ရေ ဖန်ခွက်ပေါ်မှာတန်လိုက်ချောင်းထားရှိတဲ့အခါမှာတန်လိုက်ရတဲ့ကလစ်ကိုဆွဲငင်နိုင်ပါသလားဘာကြောင့်ပါလဲ။ အဖြစ်လေးကတော့တန်လိုက်ဟာကလစ်ကိုစွဲငင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တန်လိုက်ဟာလေနဲ့ရေတို့ကို ဖြတ်တန်းစွဲငင်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နံပါတ်၄တန်လိုက်ဟာရေနဲ့လေတို့ကိုဖြတ်တန်းစွဲငင်နိုင်ပါသလား။ဟုတ်ပါတယ်။အဖြစ်လေးကတော့တန်လိုက်ဟာရေနဲ့လေတို့ကိုဖြတ်တန်းစွဲငင်နိုင်ပါတယ်။ လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာရအောင် တန်လရဲ့ဆွဲငင်ဟာကိုဘယ်ပစ္စည်းတွေကဟန်တားစေနိုင်ပါလဲ။အဲ့တော့တန်လရဲ့ဆွဲငင်ဟာကိုဘယ်အရာဝတ္ထုတွေကဟန်တားနိုင်냐ဆိုတာကိုတချေတို့ကခံမှန်းပြီးတော့မှခံမှန်းချက်တွေကိုတချေပေးထားတဲ့ဇာတ်လေးမှာတာတော်သမီးတို့ပြည့်စွက်ပေးပါ။ပြီးရနောက်မှာတော့တန်လတစ်ခုနဲ့စက်ကူညက်ကလေးအချားမှာဆိုရင်အထူးတူညီတဲ့သတိပြမှန်ချက်အလူမီနီယံပြတန်ပြ တသားပြားတို့ကိုထားရှိပြီးတော့မှကြည့်ရှုလေ့လာပြီးတော့တွေးရှိချက်ကလေးတွေကိုဇရာမှာဖြစ်ဆက်ပေးပါအဲ့တော့ဒီချက်ဇရာလေးပြပေးထားမယ်နော်ကဲအဲ့တော့ခုနကတုန်းကတာဝတ်သမီးတို့ပြောလိုက်တဲ့ဝတ္ထုလေးတွေကိုသူတို့နှစ်ခုရဲ့ကြားထဲမှာတစ်ချက်တို့ထားပေးပါမယ်အဲ့တော့တွေးရှိချက်ကလေးတို့အခြေခံပြီးတော့မေးခွန်းလေးတွေဖြစ်ဆိုကြရအောင်နံပါတ်1တန်လာဤဆွဲငင်အားကိုမြည်သည့်အရာဝတ္ထုများကမြည်သို့ဟန်တာနိုင်ပါသနည်း ကဲဟုတ်ပြီအဖြေလေးရတော့ဘယ်အရာဝတ္ထုတွေကဟန်ထားနိုင်လဲဆိုလို့ရှိရင်တော့တချေတို့မှန်ချက်ပြီးရင်တသားပြားတို့ကတချေတို့ကိုဘာဖြစ်လဲတန်လိုက်ရဲ့စွဲငင်အားကို တချေတို့ဟန်ထားနိုင်ပါတယ်ကွယ်ကဲနံပါတ်1ထိုအရာဝတ္ထုတွေကိုတဲ့ဘယ်လိုပစ္စည်းတွေနဲ့ပြုလုပ်ထားပါသလဲဟုတ်တယ်တချေတို့ကမှန်ကိုကြတော့တချေတို့ကဖန်နဲ့ပြုလုပ်ထားတာပေါ့နော်တသားပြားကိုကြတော့တချေတို့တသားနဲ့ပြုလုပ်ထားတယ်ကဲနံပါတ်3 တန်လိုက်ရဲ့စွဲငင်အားကိုဟန့်တားနိုင်တဲ့ပစ္စည်းတွေနဲ့မဟန့်တားနိုင်တဲ့ပစ္စည်းတွေဆိုပြီးတော့အုပ်စုခွဲမယ်။အဲ့တော့အဖြေလေးကတော့တန်လိုက်ရဲ့စွဲငင်အားကိုဟန့်တားနိုင်တဲ့ပစ္စည်းလေးတွေကတော့ဒီချေတို့မှန်ချက်ရဲ့တသားပြားရဲ့ဖြစ်တယ်။မဟန့်တားနိုင်တဲ့ပစ္စည်းလေးတွေကတော့စတီးပြား၊အလူမီနီယံပြားနဲ့တန်ပြားတို့ပဲဖြစ်တယ်။ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်းလေးလေးကိုဆက်ပြီးတော့လေ့လာကြရအောင် တန်လိုက်ရဲ့ဆွဲရဟာတဲ့ပစ္စည်းနဲ့အကွာအဝေးလိုက်ဘလို့ပြောင်းလဲပါသလဲအဲ့တော့တီချေတို့ကပုံလေးကိုကြည့်ပေးပါကဲပုံလေးတိုင်းတီချေတို့ပြလို့မယ်နော်အဲ့တော့ပုံမှာပြထားတဲ့အတိုင်းတန်ချောင်းတစ်ချောင်းမီတာတန်ပေတန်ပေါ့နော်တစ်ချောင်းနဲ့ဆက်ကူညက်ကလေးအချို့ကိုတီချေတို့ထားရှိပါမယ်မီတာတန်ပေါ်မှာ3စင်တီမီတာ2စင်တီမီတာ3စင်တီမီတာနဲ့3ညစင်တီမီတာနေရာတွေမှာအမှတ်သားလေးတွေပြုလုပ်မယ် ြီးတဲ့နောက်မှာတော့တန်လိုက်ချောင်းနဲ့စကူညက်ကလစ်တွေရဲ့အကွာအဝေးလိုက်တန်လိုက်ရဲ့စွဲငင်ကဘလို့ရှိမလဲဆိုတာကိုခံမှန်းပြီးတော့မှဇရားမှာဖြစ်စေမယ်ပထမဦးစွာ3စင်တီမီတာအမှတ်သားနေရာမှာစကူညက်ကလစ်ကလေးတွေကိုထားရှိပြီးတော့စကူညက်ကလစ်မြည်မြတန်လိုက်ဘက်သို့တိုးလာမလဲဆိုတာကိုစောင့်ကြည့်လေ့လာပြီးတော့ကလစ်အရည်အတွက်တွေကိုတစ်ချို့တော့မှတ်တမ်းတင်မယ်ပြီးရနောက်မှာ2စင်တီမီတာ10စင်တီမီတာနဲ့3 9စင်တီမီတာကိုပြောင်းရွှေ့ထားပြီးတော့မှသားတို့သမီးတို့စောင့်ကြည့်လေ့လာပြီးတော့မှတ်သားပါမယ် ဒါလေးကတော့တာလို့သမီးတို့ကိုယ်တိုင်လက်တွေ့ပြုလုပ်ရပါမယ်။ကဲဒီချက်ဒီမှာပုံလေးနဲ့ဇာတ်လေးကိုပေးထားတယ်။ကဲအဲ့တော့စမ်းသက်ချက်တွေအရမိန်းကုံးလေးတွေဖြစ်ဆိုကြည့်ရအောင်။နံပါတ်1တန်လာရဲ့ဆွဲရဟာကလေးရဲ့အကွာအဝေးပေါ်မူတည်ပြီးတော့ဘလို့ပြောင်းလဲပါသလဲ။ဟုတ်ပါတယ်တန်လိုက်ရဲ့ဆွဲရကလေးရဲ့အကွာအဝေးပေါ်မှာမူတည်ပြီးတော့မှဒီချေတို့တွေဘာဖြစ်လဲတန်လိုက်ရဲ့ဆွဲအားတွေဆွဲငင်အားတွေပြောင်းလဲလာပါတယ်

ကဘာမိမိဝင်ရိုးပေါ်မှာလှဲပတ်နေတဲ့အတွက်ကြောင့်ယင်းတန်လိုက်စကွင်းကိုဖြစ်ပေါ်စေပါတယ်။ထို့ကဘာတန်လိုက်စကွင်းဟာဆိုရင်ကဘာပေါ်သို့အန္တရာယ်ရှိတဲ့အမှုန်များကိုလည်းသူကကြောက်ရွံ့လာခြင်းမှလည်းကာကွယ်ပေးပါတယ်။အနည်းချုပ်ရမယ်ဆိုလို့ရှိရင်တော့တန်လိုက်အားကိုမမြင်နိုင်တော့လေ တန်လိုက်ပတ်လည်မှာတော့တန်မုံလေးတွေကမြင်းကွေးတံပြက်နှံ့နေတာကိုကြည့်ပြီးတော့တချေတော့တန်လိုက်အားလမ်းကြောင်းရှိတယ်ဆိုတာကိုသိနိုင်ပါတယ်။တန်လိုက်အားလမ်းကြောင်းများတရှိတဲ့နေရာကိုတချေတော့တန်လိုက်ဆက်ကွင်းလို့ခေါ်ပါတယ်။တန်လိုက်ဝင်ရိုးစွန်းနေရာတွေမှာဆိုလို့ရှိရင်တော့တန်လိုက်အားအများဆုံးဖြစ်ပါတယ်။တန်လိုက်အားလမ်းကြောင်းတွေဟာတစ်ခုနဲ့တစ်ခုဘယ်သောအခါမှမဖြတ်ကြပါဘူး။တန်လိုက်အစွန်းနှစ်ဖက်မှထွက်လာတဲ့တန်လိုက်အားလမ်းကြောင်းအချင်းချင်းဆက်သွားတဲ့အခါမှာတော့ ဝင်းပုံတံဖြစ်လာပါတယ်။တန်လန်အားဟာလေနဲ့ရေတို့ကိုဖြတ်ပြီးတော့ပစ္စည်းတွေကိုလည်းဆွဲငင်နိုင်ပါတယ်။တန်လိုက်ဝင်ရိုးစွန်းနဲ့နီးတဲ့နေရာတွေမှာတန်လိုက်အားများပြီးတော့တန်လိုက်ဝင်ရိုးစွန်းနဲ့ဝေးလို့ရှိရင်တော့တန်လိုက်အားနေသွားပါတယ်။တန်လိုက်ရဲ့ဆွဲငင်ရကိုဘယ်ပစ္စည်းကမှဓာတ်ရိုက်ရက်တန့်လို့မရနိုင်ပါဘူး။ကဲဒီချက်ရှင်းပြတာလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာရပ်ပြီးတော့နောက်စာသင်ချိန်မှာဒီချက်နဲ့တူတူပြန်တွေ့ကြမယ်နော်။